လာပါခင်ဗျာအတွေ့အတွေ့ရလို့တည်ကြမရှိကိလေ sorry ကိလေသာရလို့တည်ကြမရှိအတွေ့တိုင်းဟာကိလေသာပဲဆိုပြီးတော့အာ body မြန်ဆရာတော်ဘုရားကြီးပြောတာကျွန်တော်တွေ့လိုက်နေတယ်ပေါ့နော်တွေ့လိုက်နေတယ်ပေါ့အဲ့တော့ ဲကျွန်တော်တို့ကဗာလေအတွေ့အတိုင်းကကိလေသာဖြစ်တလားဆိုရဲအဲနော်ဘေကွန်ကျွန်တော်တို့စမ်းစစ်ကြည့်တဲ့အခါကျတော့မှန်တယ်အတွေ့အတိုင်းကကျွန်တော်တို့ကဗာလေကိလေသာကလူမှာပေါ့နော်ကုသဇင်မှာအတွေ့အမှန်တွေကဗာလေကိလေသာကနေပြီးတော့နော်ဟိုဖြစ်ပေါ်လာတော့ကိလေကိလေကိလေသာကနေအစဖြစ်ပေါ်လာတဲ့အတွေ့တွေပေါ့နော်တော်အောင်ကျွန်တော်တို့ကအဲနော်အတွေ့အကင်းအောင်နော်ဟိုကိလေသာကင်းဖို့ဆိုရင်ကျွန်တော်တို့ကအတွေ့အကင်းအောင်လုပ်အောင်ပါ ော်အဲ့တော့ခုနကကျွန်တော်တို့ပြောခဲ့လို့ပြောတယ်ကျွန်တော်တကယ်တော့ကျွန်တော်တို့ကအဲနော်အတွေ့အကြံကကိလေသာနော်အတွေ့အကြံကကိလေသာပြင်မကောက်တကယ်တော့ပဲလေဟိုကိလေသာနေကျွန်တော်တို့နော်ဒီကပြောချင်လို့ပဲနော်ဟိုသူကဘုရားဘာသာမှာဆိုကျွန်တော်တို့ပြောခဲ့တော့နော်ဟိတ်ဟိတ်ဟောဟိတ်ဟိတ်ဒုပစ္စယောပေါ့နော်ဒီဟိတ်ကျွန်တော်တို့ဘောဘောဒေါတာမောဟအာလောဘအာဒေါတာအာမောဟအနေနဲ့ဆိုတော့နော် အပြင်မှာအမြင့်ကနေပြီးတော့ကျွန်တော်တို့ကပါခဲ့တယ်အဲအတိတ်တွေအွင့်နေဖွင့်လာတယ်ပေါ့နော်ကျွန်တော်တို့ကလောဘဒေါသမောဟနဲ့ရှင်နေကျွန်တော်တို့ကစိတ်တွေပေါ့နော်စိတ်တွေကိုကျွန်တော်တို့ကတော့ကျွန်တော်တို့ကအဲတော့ဟိုဒိဋ္ဌိကိုအခြေခံဖြစ်လာတဲ့အခါမျိုးပေါ့နော်ဒိဋ္ဌိကိုအခြေခံဖြစ်လာတဲ့အခါတွေခါတွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ကနော်ဟိုအတွေ့အကြုံကကျွန်တော်တို့ပါခဲ့တယ်ဒါနော်ဒိဋ္ဌိပါနေတယ်နော်ကိလေကိလေသာပါနေတယ်ဒိဋ္ဌိပါတယ်တကယ်တော့နော်တွေးတိုင်းနဲ့မကောက်ဘူးနော် ာသူတွေရဲ့နော်သူကခုနကတညာတွေပေါ့နော်ကျွန်တော်ကပါတင်သူတွေအဲ့ဖန်တီးထားတယ်နော်ပြညတ်တွေနော်ပညာတွေရှိရှိနေတော့အရာတွေအားလုံးကကျွန်တော်တို့ကပါတယ်လေဒိဋ္ဌိမကင်းထိုင်ဘူးပတ်သက်ဒိဋ္ဌိဒိဋ္ဌိကနေဖန်ဖန်နေထားတာပေါ့ဖန်တယ်ဖန်တီးထားတယ်ဟာပေါ့နော်ဒိဋ္ဌိကနေဖန်တီးထားတဲ့ဟာတွေဖြစ်တဲ့ဖြစ်ကြောင်းအကြအားလုံးကပါတယ်လေဒိဋ္ဌိမကင်းထိုင်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကပါတယ်ဆိုတော့အဲ့တော့နော်အတွေ့အကြုံကကျွန်တော်တို့က เนาะเนาะกิเลสตาတွေเนาะတွေ့တိုင်းอ่ะกิเลสตาတွေกิกิเลสตาတွေเนาะဖြစ်တဲ့ဖြစ်နေတဲ့အတွက်ကြောင့်အဲ့တော့ကျွန်တော်တို့ကเนาะတွေးမရှိအောင်လုပ်လို့ရမှာဆိုတော့အဲအဲ့ဒါကြလဲကျွန်တော်တို့ကเนาะဟိုအကြောင်းနဲ့အကျိုးနဲ့ပါเนาะဒီအားလုံးကအကြောင်းရှိတယ်အကျိုးဖြစ်တယ်ပေါ့เนาะအတွေးဆိုတာလဲကျွန်တော်တို့ကမင်းလေတွေးကြအကြောင်းတွေပေါ်လာလို့ရှိရင်တွေးကြတာပါပဲဖြစ်ပေါ်လာတာပေါ့เนาะအကြောင်းရှိတော့အကျိုးဖြစ်တယ် အကြောင်းရှိတဲ့နဲ့နော်အချိုးတရားကိုကျွန်တော်တို့ကညင်းပယ်လို့တော့မဖြစ်နဲ့မရနိုင်ဘူးเนาะမရနိုင်ဘူးအဲ့တော့အဲ့တော့ဘာဖြစ်လဲဆိုတော့ခုနကเนาะဟိုအတွေးတွေကကျွန်တော်တို့ကဟုတ်ဟိုเนาะဟိုခုနကကျွန်တော်ပြောခဲ့ဆိုအတွေးမရှိမှเนาะကိလေသာကင်းမယ်เนาะဟိုကိလေသာကင်းစင်အောင်လုပ်တဲ့နေရာမှာအတွေးမရှိမှကိလေသာကင်းမယ်ဆိုတော့ဒါကเนาะဟိုကျွန်တော်တို့ကထင်မြင်ချက်နဲ့ကျွန်တော်တို့ကအတွေးတွေကိုကျွန်တော်တို့ကမှတ်နေတယ် ကျွန်တော်တို့ရက်အောင်လုပ်တာပေါ့နော်တကယ်တော့နော်ကျွန်တော်ပြောရသလိုအကြောင်းရှိရင်အကျိုးဖြစ်တယ်လောကကြီးမှာအကြောင်းရှိရင်ဘာဖြစ်လဲအကျိုးဆိုတာဖြစ်မှာနော်ပတ်ဝန်းကျင်နဲ့ပတ်ဝန်းကျင်မှာနော်တွေးရအကြောင်းလို့ရှိရင်နော်ဒီအတွေးရအကြောင်းနေကိုယ်ထဲဝင်တယ်ကာယကံဝစီကံမရောကံနော်အကြောင်းရတွေရမှာဖြစ်တယ်ကိုယ်ထဲဟုတ်ပါဖြစ်တယ်ထိတွေ့နော်ထိတွေ့မှုတွေအဲထိတွေ့မှုတွေအတစ်ဆင့်ပါဖြစ်တယ်ဒါကိုယ်ထဲဟုတ်ဝင်ပါတော့ဝင်ပါမယ်အဲ့တော့ဟိုအတိညာနေပြီကျွန်တော်တို့ပါဖြစ်တယ် တော့မှန်ဉာဏ်ဒီအဋ္ဌဉာဏ်တွေကဒါတွေကျွန်တော်တို့တွေးမယ်ခေါ်မယ်လုပ်မယ်တိုင်မယ်ဆိုတဲ့အခါကျတော့အဲ့တော့ဟိုတော်တဲ့သွားနေတော့တော်တဲ့မှာဒါသူတွေနဲ့ဆက်ဆံမှုရှိရသွားနေတော့တမျိုးပေါ့တကယ်တော့တော်တဲ့မှာသွားနေတော့ဗာအတွေးတွေကရှိတယ်ဗာပဲပေါ့နော်ရှိတယ်ဗာအတွေးမရှိလို့မရဘူးပေါ့အတွေးရဆက်လက်ပြီးရှိတယ်အဲ့တော့ကျွန်တော်ကဗာလောက်အောင်လဲဆိုတော့ဟိုဟိုခုနတိကျစီပိုင်းချတယ်အပြန်ပြစ်ခွင့်ပေးရပါတော့ကျွန်တော်တို့ပြောင်းချင် တည်းကလည်းအပြန်ဖြစ်ခွင့်ပေးရတာပေါ့နော်ဟုတ်တယ်ဒီကိလေသာတို့ကြောင့်လည်းသူကျိုးကျိုးကျိုးဖြစ်နေတာကိုရှင်မှာဖြစ်နေတယ်နော်သဘောတော့ပါပါအပြန်ဖြစ်ခွင့်တည်ကြားစီဖြစ်ခွင့်ပေးတယ်ဆိုတော့ဥပမာကျွန်တော်တို့ကအခုဖြစ်ဆိုရင်ကျွန်တော်တို့ကဟိုတိရစ္ဆာန်ကြုံနေပါလိမ့်မှာကျွန်တော်တို့တွေ့နေမှာနော်ဟိုကိစ္စပိုင်းကျွန်တော်တို့ကအရင်ကဘုတ်တော်ကျွန်တော်မှန်အထူးဉာဏ်ရင်းကြားလာတာပေါ့နော်အဲကာကာယံကောတာယံကာရတဲ့ဒါလည်းပြင်မှာပြိဿံတွေကသူ့ဟာသူသွားလာထုတ်ရှားနေတာပဲပေါ့နော် မှန်မှန်ရဲ့ပြန်တစ်ဖက်မှာနော်ကိုကပါလေမှန်တယ်ရဲ့တစ်ဖက်မှာရှိနေတယ်နော်ရှိနေတယ်အဲဒီလိုသဘောမျိုးပေါ့နော်ဟိုအပြိုင်ဖြစ်ခွက်ပြတာမဟုတ်အဲ့ဒီဟိုဘက်ကနော်ကျွန်တော်တို့ကတိတ်ဆန်တယ်ကိုကတော့ဆုတ်ဖက်ဖို့မလိုဘူးပေါ့နော်သူကသူဖြစ်ပြနေတယ်သူအကြောင်းနဲ့သူဖြစ်ပြနေတယ်နော်ဒါဒါဟိုစိတ်ပေါ့နော်ဟိုဖြစ်တဲ့လူအတွေးတွေကျွန်တော်တို့ကတိကျကြည့်ကျွန်တော်တို့ပဲပြီးတော့ကျွန်တော်တို့ကနေထိုင်ခြင်းနေနေထိုင်တယ်ဆိုတော့ခုနအဲ့ level တစ်ခု ရှာကြံခြင်းပေါ့နော်ပထမအရင်ဆုံးလေးပဲတစ်ခုကိုကျွန်တော်တည်အောင်တော့အမရှာကြံရမယ်ပြည်လာခဲ့တယ်အဲ့ဒီမှာနေထိုင်တယ်နေထိုင်ပြီးဟိုဘက်ကဟာလေအပြိုင်သဘောဖွင့်တော့ပေါ့နော်ဖွင့်လို့ဖွင့်လို့ပဲအဲ့တော့ဒီလိုတိုးတိုးအဲ့လိုသိစားစီခွဲပြီးနေဖို့ဆိုတာလည်းတော့ဆိုတကယ်တော့ပါတယ်မလွယ်ဘူးနော်မလွယ်ဘူးဒါကြောင့်ဥဒ္ဒရာခုနကျွန်တော်ပြောခဲ့သူပေါ့လေဟိုဆက်ကြပါတိရစ္ဆာန်လိုနေရာမျိုးပါတော့နော်ခုနအမှန်တရားချားချားရတဲ့တိရစ္ဆာန်လိုနေရာမျိုးပါတော့နော် ။အဲ့နောက်မှကိုကမှန်မှန်ကြီးရှိကြတဲ့ဒါလည်းကိုတိတယ်။တိရတဲ့ကိုကမှန်တော့မှသွားပြီးနေတယ်။တိတ်ဆန်ရုပ်တရက်ကိုခုံအုပ်ပြီးတော့နော်။ဟိုနော်ခုံအုပ်လို့ရှိရင်ကိုကဖြစ်လေရှောင်မိပါလေ။ရှောင်မိပါလေ။နော်ရှောင်မိပါဘာရောက်လဲဆိုတော့ခုနတော်ပါပဲလေဒီဒီကြားထဲမှာခံထားမှန်တိရတဲ့တောင်ကနော်လူကဟိုဘက်ကိုမရောက်ဘူးလေစိတ်ကကြောင်နေတယ်။နော်ဒီလိုပဲဟိုဘက်ကပါပဲလေရုပ်ကမရောက်ဘူးလေဟိုဘက်ကအကြောင်းအရာကိုကမြင်ရတော့စိတ်ကကိုအဲ့ဒီဟိုဘက်ကအရာကိုစိတ်ထဲဝင်လာ ဒီတော့ပဲပေါ့နော်ကျွန်တော်တို့အဲ့တော့ဒီပြိဿံရုံမှာရှိတဲ့နော်မှန်နေရင်ကြီးကိုတော့မှမှန်နေရင်ရှိနေတာမှကျွန်တော်တို့ကနော်တစ်ဖက်ကခေါင်းအိုးလိုက်လို့ရှိရင်ဟိုလန့်သွားသေးတယ်ဆိုလို့ရှိရင်လက်ရှောင်လိုက်သေးတယ်ဆိုလို့ရှိရင်အဲနော်စိတ်ဆိုမှကျတော့ဘယ်လိုလဲနော်ဘယ်လိုဥစားခုနကျွန်တော်ပြောခဲ့တယ်လို့တည်တယ်ဒါဒါကြီးတီးကြကျွန်တော်တို့ကအပြန်ဖြစ်ခွင့်ပေးတာလေတစ်ဖက်မှာနော်ရှိနေတယ်အပြန်ပြည့်ခွင့်မပေးရင်ပို့ဆိုးတာပေါ့နော်ပို့ဆိုးတယ်အဲ့တော့ဒီလိုပိုင်းမချထားရင်ပို့ဆိုးမယ်အဲ့လိုပိုင်းချပြီးတော့ကျွန်တော်တို့ကအဲနော် ုနာကြည့်တတ်တဲ့အမြင်လေးကိုရလာပြီဆိုတော့မှကျွန်တော်တို့ကနော်နောက်ခုနတစ်ဖက်ကဟာဒီဟာတကယ်အဲတိကျစီထားခဲ့ပြီးတော့နော်ဒီအပြိုင်ဟိုကဟိုလိုက်လောက်တာတော့မဟုတ်နော်သူတော်သူဆောင်ဖြစ်နေတဲ့ဟာဒီတော့ကျွန်တော်တို့ကပြနေတယ်ဖြစ်ခွင့်ပြတတ်တော့ပေါ့နော်ကျွန်တော်ဖြစ်မချုပ်မချုပ်ချင်ပေါ့ကျွန်တော်တို့ကအဲဘာပြောမလဲအနတ္တပေါ့အနတ္တဆိုတာဗုဒ္ဓဘာသာမှာကျွန်တော်တို့ပါလဲဟိုလက္ခဏာကြီး ုံမှာအိဋ္ဌဒုက္ခအနတ္တပေါ့နော်အနတ္တဆိုတာကျွန်တော်တို့အဆုံးမရဘူးနော်အဆုံးမရလောကကြီးထဲမှာသူ့ဘာသူဖြစ်ပြနေတဲ့ဟာဒီကျွန်တော်အဆုံးမရဘူးနော်ကိုယုံတဲ့ခန္ဓာပါလေဖြစ်ပြနေတဲ့ဟာဒီပါပဲလေကိုကပါပဲအဆုံးမရဘူးဒါတကယ်အဆုံးရဟိုမရအောင်ဆိုတာဟုတ်ရဲ့လားကိုကျွန်တော်တို့ကြည့်ကြည့်လိုက်ဒီကျွန်တော်တို့တော့ကျွန်တော်တို့နော်ခန္ဓာကိုယ်မှာနော်နှလုံးတွေနော်ပါလေအဲတော့အတဲတွေနှလုံးတွေနော်ဒီအသက်ရှူမှုတွေတွေးလည်ပတ်မှုတွေ ကျွန်တော်တို့ကသူဖြစ်ပြန်နေတယ်နော်ကျွန်တော်တားလို့လည်းမရဘူးကျွန်တော်တို့ကကိုယ်ကြီးတုတ်ခိုင်းလို့လည်းမရဘူးပေါ့နော်အဲနောက်ခုနကပြောလို့ကတော့ဘာဖြစ်လဲဗိုက်ဆာလာဒီဆိုရင်နော်စာတောင်းတာနဲ့အဲစာအောင်လည်းကျွန်တော်တို့ကလောက်တာမဟုတ်သူ့ဘာသူဖြစ်လာတာနော်စာချင်းတောက်ချင်းအကြီးကြီးဆွချင်းအိတ်ဆက်ချင်းနော်ကိုလောက်တာမဟုတ်နော်သူ့ဘာသူဖြစ်တဲ့ဟာကိုခန္ဓာကိုယ်ပြတ်ပါလေကျွန်တော်တို့ကပြည်နေလိုက်ပြီးပါလေအဲနော်အဲဖြည့်စင်းနေတာပေါ့နော်အဲသူ့ဘာသူဖြည့်စင်းနေတာကိုကလည်းတားစီလို့မရဘူးကိုပိုင်နာတခုမရှိဘူးသူ့ ကဲလဲပန်းမှုပေါ့နော်ရန်ရရလဲပန်းမှုပေါ့နော်ဒီရန်ရရကြီးတခုလို့ခန္ဓာကိုယ်ကသူ့ဘာသူလဲပန်းနေတာနော်အဲ့တော့ကိုပိုင်နေထင်လို့နော်ထင်လို့ဒါကျွန်တော်တို့ကတကယ်ငါနော်ငါကူကငါပိုင်နေလို့ငါထင်နေတာပေါ့နော်အဲ့တော့ကိုပိုင်တာမဟုတ်ဘူးဘာမှငါအဆိုးမရဘူးနော်အဲ့ဒါအိဆာအငဲမရှိတော့ကျွန်တော်တို့ငယ်ငယ်တည်းကဒါကိုရင်ထားဝိလိုရှင်ပုံကြီးရတယ်ပြီးရပါလားအိဆာအငဲမရှိဒုက္ခဆင်းရဲခြင်းလက်တာဘာဖြစ်လဲအဆိုးမရဘူး အဆိုးမရောက်ဘူးလားအဲ့တော့နားမလဲအဆိုးမရောက်ဆိုတာနော်အခုမှကျွန်တော်တို့ကအဆိုးမရောက်ဆိုတာမိမိခံတာအဲ့တော့အဆိုးဟိုကျွန်တော်တို့ပြောတယ်ငါဆိုတာအဆိုးရမှာမဖြစ်တာဘူးနော်အဆိုးမရရင်ငါမဖြစ်ဘူးနော်အဆိုးမရရင်ငါမဖြစ်ဘူးငါဆိုတာမရှိဘူးဒါသူ့ဘက်သူဖြစ်နေတာကငါအဆိုးရတာအဲ့တော့ဒီရုပ်တင်လားဆိုတော့စိတ်ကောဆိုတော့စိတ်လက်ထုံနေတူအောင်ပေါ့နော်စိတ်ကလည်းအဆိုးမရအောင်သူ့ဘက်သူဖြစ်နေတာဘာလို့သူရတုံ့ပြန်မှုဘာလို့စိတ်ကတုံ့ပြန်မှုဆိုတော့စိုက်ပေါ့ မှာရှိတယ်ကျွန်တော်တို့ကလည်းသူကသူအလိုလိုတုံ့ပြန်မှုတွေအခြေအနေရတုံ့ပြန်မှုတွေတုံ့ပြန်မှုတွေတင်ဒါရင်နာဆိုတော့အသေးစိတ်ပါပါတယ်လေကျွန်တော်တို့ကလည်းလို့တဲ့အချိန်မှာကျွန်တော်တို့ကလည်းကျွန်တော်တို့အခုဒီအိတ်တဲ့အချိန်မှာသိစိတ်ပြောင်းသွားတယ်မပြောင်းကျွန်တော်တို့လုပ်လို့ရတာဆိုတော့မရမှာမရတာเนาะပြောင်းလို့မရဘူးပေါ့เนาะအဲ့တော့ပြောချင်တာအဆုံးမရဘူးเนาะအဆုံးမရအဆုံးမရဘူးဆိုတဲ့အချိန်မှာစိတ်ကိုစိတ်နဲ့ပါတယ်နောက်တစ်ခါကိုစိတ်နဲ့เนาะခုနကျွန်တော်ပြောသူပေါ့လိမ့်ဆန်ရုံကိုကျွန်တော်တို့ခြားရတယ်เนาะကိုစိတ် ိုယ်စိတ်ကိုပဲเนาะကိုယ်ယုံတဲ့ခန္ဓာကိုပဲကျွန်တော်တို့အလဲမှာเนาะကောင်းစိတ်နဲ့မကောင်းစိတ်ပေါ့เนาะဓမ္မနဲ့အာဓမ္မပေါ့เนาะဒီကိုယ်ခန္ဓာပြန်ဆားလာတယ်ဓမ္မပိုင်းအာဓမ္မပိုင်းခွဲထုတ်ရတယ်ဟိုတိရစ္ဆာန်ဘဝမှာတော့အလုံးအာဓမ္မဖြစ်နေမှာပေါ့ဒီယုံတဲ့ခန္ဓာတွေမှာတိရစ္ဆာန်ဘဝမှာအလုံးအာဓမ္မဖြစ်နေတယ်ဒါတိရစ္ဆာန်ဘဝနေတက်လှမ်းလာတဲ့ဒီဘဝကအလုံးအာဓမ္မဖြစ်နေဒီယုံတဲ့ခန္ဓာတွေကအာဓမ္မဖြစ်နေအဲ့တော့ကျွန်တော်ဓမ္မကိုသိတာတဲ့အချိန်ကျမှကျွန်တော်တို့ကပါနေတယ်အဲเนาะဒါကိုကျွန်တော်တို့ပါနေတယ် ေရာတစ်ခုရောက်ကိုစကြိုးစားတာနော်ဓမ္မကိုကျွန်တော်တို့စသိတာဆိုတော့ဒီအာရမယုံနဲ့ခံနေတာမှာဓမ္မနေရာလေးတနေရာရောက်ကိုကျွန်တော်တို့စကြိုးစားရင်နော်အဲ့ဒါကျွန်တော်တို့ဘာဖြစ်လဲမကောင်းမှုဆောင်ကောင်းမှုဆောင်ဖြူအောင်ဘာဖြစ်လဲစိတ်ကိုထားဆိုလဲကျင့်တယ်လက်ခံစင်တယ်ကျွန်တော်တို့ဘာဖြစ်လဲစာပြီးခြေချတာပေါ့နော်စာပြီးခြေချမယ်ခြေချပြီးတော့လည်းနေမီချိတ်နော်ဒီဓမ္မကိုတပေးပေးကျွန်တော်တို့နေမီချိတ်ပြီးတော့ကျွန်တော်တို့ဘာဖြစ်လဲအာရမတွေကျွန်တော်တို့ဘာဖြစ်လဲမကောင်းတဲ့စိတ်ကိုခိလေတာတွေဖြေးဖြေးနော် နောက်ဆုံးကြောက်နေတော့မတူတော့အကုန်လုံးလို့ရတယ်လားဆိုတော့အကုန်လုံးလုံးလို့မရဘူးအရာအားလုံးကပါပဲလေနော်စန့်ကျင်ဘက်တရားတွေလည်းနှိုင်းရတယ်ပေါ့နှိုင်းရတယ်ပေါ့တရှိနေတာအတွက်တည်းကြောင့်နော်ဒီရုပ်နဲ့ခန္ဓာမှာခုနဗုဒ္ဓဘာသာမှာတော့လေတမျိုးပေါ့လေဒါတော့ခုနကိလေသာကုန်ခံတဲ့ဟာမျိုးပေါ့နော်ဒါကတော့တိုးတယ်ကုန်ခံမှသူကကုန်ခံတဲ့ပုဂ္ဂိုလ်ကသူကနော်နိဗ္ဗာန်ကိုကျွန်တော်ငင်းနော်ဒီဟန္တာဖြစ်တဲ့နိဗ္ဗာန်ကရဟန္တာနိဗ္ဗာန်တော့ဒါမျိုးပဲရှိတာပေါ့လေအဲ့တော့ เนาะတဖြည်းဖြည်းကျွန်တော်တို့ဘာဖြစ်လဲချက်ယူပြချက်ယူပြီးတဲ့ချိန်မှာเนาะဓာတ်ရုပ်ကိုကျွန်တော်တို့ကအကုန်တိုက်တဲ့ယူဆပါเนาะကိလေသာကိုငါတို့ကွန်ကွန်เนาะချုပ်မြင့်အောင်ငါတို့လုပ်မယ်เนาะဇွဲနဲ့ဘဲနဲ့ဆိုတော့ဓာတ်ရုပ်ယူဆတည်းပါเนาะဘုရားပါတာအဲ့တော့ဒီယူဆမျိုးနဲ့မဟုတ်ခဲနဲ့เนาะဒီဒီယူဆမျိုးနဲ့ဆိုရင်တော့ဟိုဒီယူဆမျိုးမဟုတ်ခဲနဲ့ကျွန်တော်တို့ကအပြိုင်ဖြစ်ခွင့်ပေးတာပါเนาะတဖြည်းဖြည်းယော့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 သွားပြီးတော့နောက်ဆုံးမှာပါဖြစ်တယ် ာဒီနော်တိုင်းရသဘောအနေနဲ့ကသူရှိနေလေငါလည်းဓမ္မစိတ်တွေကိုသူနှိုင်းနှိုင်းရှင်ဖို့အတွက်နော်နော်ခုနကခေါ်လဲကျွန်တော်နော်ဟိုအေးအေးတော်အတိကိုနော်အခုမရှိပဲမဖြစ်နိုင်လင်းတော်အတိကိုအမှောင်မရှိပဲဖြစ်နိုင်ဘူးနော်အခုလည်းအေးအလင်းနဲ့အမှောင်အရာအလုံးနှိုင်းရသဘောတော့ရှိနေနော်ခုနကျွန်တော်ကုသိုလ်စိတ်တွေကိုဒီဟိုတက်အခုသူစိတ်ကတော့အနည်းလေးတော့ရှိရနော်ဓမ္မတော်ဒီဘုတ်တဲ့အဓမ္မအဓမ္မတဲ့နှိုင်းရနှိုင်းရှင်စရာအနေနဲ့အနည်းဆုံးတော့ဘာပဲလဲရှိရပါတော့ရှိနေတယ်ဒါကတော့ ဟိုတို့တို့ဒီတဘောတရားမျိုးပေါ့နော်အဲ့တော့သူ့အဲ့ဒီဟာလေးရှိခဲ့တဲ့ဟာလေးကိုအပြိုင်ဖြစ်ခွင့်ပေးလိုက်တယ်ဖြစ်ခွင့်ပေးအဲ့ဖြစ်ခွင့်ဒါသူ့သူ့ရှိနေတယ်အဲ့ဒါနေတနေ तू ကဖြစ်ခွင့်ပေးတဲ့ခါကျတော့ तू ကခုနကကျွန်တော်ပြောသူ့နေကျွန်တော်ခုနကပြောခဲ့သူပဲနော်မိရုံးတဲ့ခဏမှာခုနမှန်သိစံရုံးကမှန်ချလို့ခမစားပြီးတော့ချလိုက်တယ်ဖြည်းဖြည်းကျွန်တော်တို့ကပါတယ်လေနေချိတ်ချိတ်ပါတယ်နေနေချိတ်ပြီးဒီဟိုမှာကျွန်တော်ဖြစ်ခွင့်ပေးတယ် တော့တက်ကွက်ပေးရတဲ့သူအကန့်လေးပေါ့နော်ကိုကရုံးတဲ့ကန်တာလေးအကန့်လေးအဲ့ဒီဟာတွေကပြန်ကြီးထွက်လာနိုင်တာဆိုတော့ကြီးထွက်လာနိုင်တာပေါ့ဆိုတော့ तू ကအကန့်အပြင်းနဲ့ဆက်နေဒီခုနအကန့်လေးရပါလေပြပလောကကြီးเนาะဒိဋ္ဌိလောကပေါ့ဗျခုနကတော့လောကီလောကကြီးတဲ့ကျွန်တော်ဆက်နေမဲ့ပြောချင်အောင်အဲ့ဒီလောကတွေကနေကျွန်တော်တို့ကပါလေလေတိတိမှုပေါ်ပြီးပြီးတော့သူကကြီးတိုက်သေးလိုက်တယ်လို့ပဲဖြစ်နေမှာပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်နားလည်မှုနဲ့เนาะခိန်တိန်ပြီးတော့အကန့်ကြီးပေါ့ပြည့်ခွင့်ပြင်းနေတဲ့ကျွန်တော်ကစင်ကြင်ရတာပေါ့နော်ပြောခုနက ခိုင်တန်ဝီစကန်ဘဒောကန်နော်ခုနဗုဒ္ဓဘာသာမှာဆိုရင်မက်ဂျင်ရှစ်ပါမှာပါတဲ့တမဟာဒိဋ္ဌိတမတင်ကပတမဝါစာတမကံမန္တတမအာစီဝါပေါ့နော်ဒါတွေအားလုံးရှောင်းတော့မှသူကပြန်ရော့သွားမယ်အဲအဲ့လိုမှမဟုတ်ရင်ပပလေသူကပြန်တိုးလာမယ်အဲဒီလိုတော့ရှိမှာမတိုးလိုက်ရော့လိုက်ဆိုတော့ဒါအအနေနဲ့တော့စင့်ကျင်ပြီးကျွန်တော်တို့ကပါပဲလေနေရမှာပေါ့နော်ဒါဒါတတိသဘောမျိုးပါပဲဒါတွေကကျွန်တော်တို့ကဟို psychology သဘောမှလည်းဒီလိုဒီလို psychology သဘောမှလည်းဒီလိုပဲပေါ့နော်ကျွန်တော်တို့ကတချို့ဆိုရင်ကျွန်တော်တို့ရှိတယ်လေ ဲကျွန်တော်တို့ကကိုယ်စိတ်ကိုကိုယ်ခုနကနော်တရားထိုင်နေနေနဲ့ကျွန်တော်တို့ကအနောက်ဆုံးဖရားကိုနော်ဖရားနဲ့မှောက်မားရဲဆိုပြီးကြဒါမြင်ပြီးတော့ပါတချို့တွေနော်ဟိုအများကြီးပေါ့နော်ဟိုမျိုးစုံပေါ့လေထိုင်နေနေစိတ်စိတ်တွေကကျွန်တော်ဆိုအဲ့ဒါတွေကိုကျွန်တော်တို့ကနောက်တချို့ယူလာကြတယ်ရှိနေပေါ့လေပေါ့နော်ဖရားအားထုတ်နေတယ်အဲ့တော့ဒါတွေကကျွန်တော်တို့ကခုနပြောတဲ့အပြိုင်တဖို့တရားကိုကျွန်တော်တို့ကနားမလဲလက်မခံအကျင့်တော့လို့ပေါ့နော်သူအပြိုင်အပြိုင်ဖြစ်မယ်ဖြစ်မှာပေါ့ကို့ စိတ်ထဲကိုဝင်လာတဲ့အတွေ့အတိုင်းကကိုတွေးတဲ့အတွေ့မဟုတ်ဘူးနော်မင်းတို့ငါစိတ်ထဲဝင်လာတာငါတွေးတာပေါ့လို့ပြောလို့ရတယ်မဟုတ်ဘူးခုနအယူဆရဆိုမဟုတ်ဘူးနော်ကိုစိတ်ထဲဝင်လာတဲ့အတွေ့အတိုင်းကကိုတွေးဖို့နော်ပြန်တကယ်လည်းတွေးကြည့်လေစကားတစ်ခွန်းလူတစ်ယောက်ကကိုဟိုနော်ကိုဟိုစိတ်ထဲမှာမရှိတဲ့အတွေ့အတိုင်းကပြန်ပြန်ဖားလူတစ်ယောက်ကပြောတယ်အဲ့စကားအချိန်ချင်းကိုစီကိုပြန်လာတယ်အဲ့နော်ခုနကပြောတဲ့လူတော့မေးသွားတဲ့အချိန်မှာလည်းတရှင်းပြန်ပေါ်လာတယ် တော့လည်းဘယ်သူမှမသိတော့ပြန်ပေါ်နိုင်နေတာပဲเนาะအဲ့တော့အဲ့ဒီဟာကိုစေတနာနဲ့လောက်တာလားဆိုတော့เนาะတမန်အားထက်ကြည့်တိုင်းတော့မတင့်တော့ဟာဒါငါစေတနာနဲ့ဖြစ်လာတယ်ဆိုပြီးတော့เนาะမကောင်းတဲ့တွေ့ရင်တွေးပြီးလို့ရှိရင်ကျွန်တော်ကပါတယ်လေเนาะတော့ရှိုးရှိတယ်ဒီတမန်ဟာပါညာပေါ့မျိုးစုံပေါ့เนาะအဲ့တော့ဟိုပါကောင်းနေဟိုပြင်မာတဲ့နေရာလေးပြင်မာတာကြီးပေါ့ဆိုတော့မျိုးတွေအတွေ့တွေကိုကျွန်တော်ကမထိန်းနိုင်ခင်အဲ့ကျတော့ရှယ်ဝင်သွားပြရတာရှိတာပေါ့เนาะအဲ့ဘယ်တော့မဟုတ်ဘူး เนาะမဟုတ်ဘူးဒါပြင်ပအနေနဲ့ကျွန်တော်တို့ပတ်ခဲ့တယ်เนาะဟိုအကြောင်းရှိလို့အကျိုးဖြစ်လာတယ်ဟဲ့ပေါ့เนาะဒါကိုကျွန်တော်တို့ကဟောသူအကြောင်းရှိလို့သူအကျိုးဖြစ်တယ်သူ့နယ်ထဲမှာဖြစ်တယ်เนาะလိမ့်ဆိုင်ရုံမှာမှန်ရင်းခံထားတဲ့ကြည့်တယ်ငါတို့ကြည့်မယ်။အော်သူ့ထဲမှာသူဖြစ်ပါကြီး။အပြန်ဖြစ်ခွင့်ပေးတယ်။တန်ငါလောက်တာမဟုတ်ဘူး။သူ့ဘက်ကအကြောင်းရှိလို့ပြောဖြစ်လာတယ်။ငါ့ဘက်ကပါပဲလေ။ငါ့ဘက်ချက်မှာမြစ်တာကြည့်နေတာမူတည်တာ။နော်။ဒါပဲလေ။နော်တိတ်ခံလည်းခွင့်လုပ်မယ်၊ရောင်ရဲမယ်၊စွန့်လုပ်မယ်။နော်ခုနကကိုကျက်စတရားထားဒီဓမ္မစိတ်တွေကိုကျွန်တော်တို့ကပါခဲ့တယ်။ ဝေးอยู่နေ့တိုင်းနေ့တိုင်းပဲလေဒီမှာတရားတွေဓမ္မစိတ်တွေကျွန်တော်တို့ပဲလေဝိုးလင်းတာနဲ့နော်ဝေးอยู่ဝေးอยู่ပါဘောနော်ဝေးဝေးอยู่လဲဆိုဒီပတ်ချက်မှာကျွန်တော်တို့ကပါဖြစ်တယ်အဲဒီနေ့ပြီးမှာအမြဲတမ်းတိဆောက်ပြီးနေပါဘောနော်ဓမ္မတရားတွေကိုတိဆောက်ပြီးကျွန်တော်တို့ပါဖြစ်တယ်ဒီခုကအပြန်ခွင့်ရတယ်နော်အပြန်ဖြစ်ခွင့်ပေးရတယ်ဘောနော်အဲ့တော့ကျွန်တော်တို့ကဟိုဒါဟိုအဲ့ဆရာတော်ပြပြောရရှိပါတယ်ကျွန်တော်ဝိုးလင်းတာနဲ့ပါဖြစ်တယ်မနှောမှန်နေပေါ့နော်မနှောမှန်နေဆိုတာကျွန်တော်တို့ကတကယ်တော့ပါတယ်ဒီသဘောပါနော်မနှောမှန် မနောမှာနေနေတယ်နော်ခုနကျန်တဲ့ဟာတွေပါတယ်မနောဟိုဖြူစင်အောင်လုပ်တယ်မနောလေးမှာကျွန်တော်တို့ပါတယ်နေရင်မြေတားပေါ်မှာရမယ်ကျွန်တော်တို့ပါတယ်အဲခုနကရတိကန်ကြီးခုနကတိကန်ခွင့်လို့ရောင်ရမ်းမယ်ဆွန့်လို့မယ်ကိုကျန်းစာတရားတွေမူရင်းမယ်လောကကြီးကိုမြေတားပို့မယ်ဒါသာပြောဘူးနော်တီတာဟိုဘက်ကဟာတွေတီတာသူ့ဘက်ကဖြစ်တာလေးပါတယ်လက်ခံနော်လက်ခံတယ်ဘောလက်ခံအဲ့တော့ကျွန်တော်တို့ကမေးကြရှိတာပေါ့နော်ခုနကအတော့သူခိလေသာတွေအားလုံးကခိလေသာတွေ ် sorry အတွေ့အမှန်နဲ့များကိလေသာတွေဆိုလို့ရှိရင်ခုနကောင်းတဲ့အတွေ့အကြုံတွေတော့ကိလေသာတွေမဟုတ်ဘူးကြာဒိဋ္ဌိကိုအရင်မပြင်ဘူးကြာကိလေသာတွေမဟုတ်ရင်ဒိဋ္ဌိကိုအရင်မပြင်ဘူးကြာပေါ့မေတ္တာနော်ပြုနေဟောဒီတာဥပေက္ခတရားတွေတိက္ကန္တာတွေခွင့်လွတ်တာတွေနော်ကိုရှင်းစာတွေတရားထားတာတွေဒါဒိဋ္ဌိကိုအခြေခံတာမဟုတ်ဘူးလားမေးတဲ့အခါကျတော့ကျွန်တော်တို့ကပါဖြစ်တယ်ဟိုနော်အခြေနော်ဒိဋ္ဌိကိုအခြေမခံဘူးလို့တော့ပြောလို့မရဘူး ဒီတရားတွေမှာဒေတိကိုအခြေခံပြီးတော့ကျွန်တော်တို့ကလည်းဖြစ်ပေါ်နေတဲ့အားလည်းရှိပဲအဲနောက်တစ်ခုကတော့ခုနကကျွန်တော်တို့ပြောခဲ့သလိုဒီအားတွေဖြစ်ပေါ်လာတဲ့ဘူကကျွန်တော်တို့ကပါတယ်အဒိဋ္ဌိကနေပြီးတော့နော်အတိနဲ့ကျွန်တော်တို့ပေါ်လာတာလည်းဖြစ်နိုင်တယ်ပေါ့နော်ဖြစ်နိုင်တယ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခါကျွန်တော်တို့တွေ့ကြည့်တာပေါ့ဒီတိစ္ဆာန်ဘဝကနေပြီးတော့နော်ကြောင်းလဲလာတဲ့ဒီမှာနော်တိစ္ဆာန်ကလည်းလို့လို့မြတ်တာတရားတွေတိစ္ဆာန်ကိုချင်းစာတိစ္ဆာန်တရားတွေကိုချင်းစာတရားတွေမြတ်တာကြည့်နာမှုတရားတရားတွေမရှိဘူးအတိညာမှာရှိတယ် เนาะအဲ့တော့သူကကျွန်တော်တို့ကเนาะသူရဲ့ဟိုเนาะဘုံရင်စိတ်ပေါ့လေဘုံရင်เนาะဝိညာဉ်စိတ်ပါဘူးမြစ်တာတရားတွေဟာတွေပါပြီးသားလားလို့ကျွန်တော်တို့ကအဲเนาะဒီစမ်းစစ်ကြည့်တဲ့အခါကျတော့ဘုဒ္ဓဘာသာမှာရှိတယ်ဒီကျွန်တော်တို့ဘုဒ္ဓဘာသာမှာတော့သူကဘုံရင်စိတ်မှာကျွန်တော်တို့ကဘာဖြစ်လဲဟိုခုနကเนาะအစင့်တိတ်တာမြင့်တာတော့ပေါ့เนาะအဲဒီလိုဘုံရင်စိတ်မျိုးတွေ ူနဲ့တယောက်နဲ့မတူအဲ့အတွက်ကြောင့်ပဲကျွန်တော်တို့တချို့တွေကဓမ္မကိုကိုနားလိုက်တယ်တချို့ကဒါတွေရရှိတာပေါ့ဒီသို့တော်လည်းဟိုကျွန်တော်တို့ယူဆနဲ့ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပြောခဲ့ပြီကုတင်းဆိုတာအခေါ်နဲ့နော်ဟိုဖီးယားအလုံးမှာပါတယ်လေတိချင်းအစစားတယ်နော်တိတိတယ်မတိတယ်ဆိုတော့ဟာစားတယ်မတိချင်းရတယ်ကျွန်တော်တို့ပါတယ်မတိအိပ်ပျော်နေတယ်ဆိုတာမတိဘူးဝေးကင်မှာမတိလို့ထလာခြင်းမှာစားတည်တယ်နော်ခုနကျွန်တော်တို့ကပြည့်အဲ့ရလို့ရတဲ့အချိန်မှာစားပြီးတည်တယ်နော်တိချင်းစား အဲ့တည့်ခြင်းမတည့်ခြင်းကဘာဖြစ်လဲကျွန်တော်ကလည်းအတိ0ပေါ့နော်0 0ရှိရင်အဲ့တော့မတည့်ခြင်းအိပ်ပျော်နေတယ်မမွေးခင်မတည့်ခြင်းကအတိ0ဆိုလို့ရှိရင်ကျွန်တော်ကအဲ့ရနေပြီးစတင်ပြီးကုပြောင်းလိုက်တဲ့အချိန်မှာအတိရပါတယ်ခင်ဗျာ။ဒါနဲ့ပဲတော့ကောင်းတယ်နော်။ဝမ်းဖြစ်မှာပေါ့နော်0.00 point block body လို့ပေါ့ဒီကျွန်တော်တို့ပြောနေတယ်နော်ဖိုင်1ပေါ့နော်အဲဒီလိုကျွန်တော်တို့စာပြီးဖြစ်မယ်ပြီးတော့မှကျွန်တော်တို့ကပါပဲလေတဖြည်းဖြည်းချက်ပြန်လာပါလေအတိအကျ နော်ညာလာနော်ညာလာတော့ခုနကခုနပြီးအောင်ပေါ့ကျွန်တော်တို့ပြောခဲ့တယ်ပေါ့နော်ညာရှိခြင်းမရှိခြင်းခုနပတ်သက်တယ်ဒီအတိတ်ညာလာပဲနော်တို့တို့မှာကျွန်တော်တို့ကဒီတရားဝဲကျွန်တော်တို့ကပါလေအခုနော် big brand theory တွေပါနဲ့နော်အဲနိုင်ရှင်ကြည့်လို့လည်းရတာပေါ့လေကျွန်တော်တို့ကနော် big brand theory မှာနော် singularity ဆိုတာပြန်အမှတ်ထူလေးပေါ့နော်တိတိလေးအဲ့ကနေပြီးတော့သူကနော် big bang ဆိုတာတကယ်တော့ ော်ဟိုဆက်ချက်လာကြီးပောက်ခွဲထွက်တာလည်းမဟုတ်ဘူးလို့လည်းပြောတယ်တိုးတော့သူကတေးသေးလေးရတယ်ပြီးတော့ပြန်ကားလာတယ်လို့ပြောတယ်နော်အဲ့တော့သူတခြားကျွန်တော်နည်းနည်းပြန်ပြီး AI နဲ့ကျွန်တော်ပြန်ပြီးဆွေးနွေးကြည့်တော့သူကဒီ singularity ဆိုတဲ့အမှတ်ထူးလေးရတယ်ပြီးတော့ဒီရုပ်ရက်နော်ဆက်ချက်လာရဲ့အခြေခံပေါ့နော်အခြေခံဖြစ်တဲ့ဒီ galaxy ရဲ့ဆွေးသူဟာလည်းအခြေခံပစ္စည်းတွေစပေါ့တယ်အဲ့ရနေမျိုးကတဆင့်ကျွန်တော်တို့ပဲပြန်ပြန်ကားပါတာပေါ့နော်ပြန်ကားပြန်ကားပြီးအခုလိုဆက်ချက်လာကြီးကျွန်တော်တို့ဖြစ်လာတယ်လို့ပြောတာပေါ့နော်အဲ့တော့ ဒီတို့ဆိုအဲ့ဒီအမှတ်ထူးလေးရနေပြီးတော့ခုနရုပ်ရုပ်တရက်နော်ခုနအခြေနော်ဒီအခြေအနေမျိုးတစ်ခုနော်ဘယ်လိုဖြစ်လဲပောက်ကွဲမှုလည်းမဟုတ်ဘူးဘယ်လိုဖြစ်လာတာလဲမသိဘူးဆိုတော့ဆန့်စင်းမှုပေါ့ဗျာဆန့်စင်းမှုလည်းလို့ပြောတာပေါ့နော်ဘန်စင်းမှုလို့ဖြစ်သွားမှာပေါ့လေဒါပါတော့အဲ့တော့ခုနကျွန်တော်ပြောလဲနော်ဟိုအဲနော်မသိခြင်းကနေသိခြင်းနော်ကျွန်တော်0 0 0ကနေပြီး0စပြီးပါလို့1ပေါ့အမှတ်ပြီးတော့မှကျွန်တော်တို့ကပဲလေ เนาะคุณน่ะน้องพี่อ๋องตะคู่อ่ะเราก็เนาะสปอตไลท์คู่อ่ะอตวินอ่ะนี่ภิโรอปอเลตะคู่อ่ะนี่ภิโรเบ้โหเราก็ไปเลยအမောင်ထဲမှာကျွန်တော်တို့ပါမယ်လေပြန်ကားပြီးကျွန်တော်ထွက်သွားတဲ့မျိုးကျွန်တော်တို့ပါတယ်လေဒီအတိညာပါတယ်အဲ့လိုเนาะကျွန်တော်တို့ကအတိညာပါတယ်ပြန်ကားသွားတာပေါ့နော်ပြန်ကားသွားပြီးတော့ကျွန်တော်တို့ကအဲခုနကကျွန်တော်တို့ပါတယ်အဲအဲ့မှာကျွန်တော်တို့ပါတယ်ဒါဒိဋ္ဌိเนาะဒိဋ္ဌိကဒိဋ္ဌိပါလာပြီပေါ့နော်ပါလာပြီတော့ကျွန်တော်တို့ကပါမယ်လေ ော်တည်ခြင်းကနေမတည်ခြင်းမတည်ခြင်းနေတည်ခြင်းကိုရောက်တယ်တည်ခြင်းကနေပြီးကျွန်တော်တို့ကလည်းဒါကျွန်တော်တို့ကလည်းဒိဋ္ဌိနော်ဒိဋ္ဌိကိုရှင်းတန်းလို့ရဲစိတ်ကိုဖြစ်တဲ့မြတ်အရာရှင်းတန်းလို့ဒိဋ္ဌိဆိုတော့ကျွန်တော်တို့ကလည်းဒိဋ္ဌိကိုရောက်တယ်နော်ဒါတို့တော့ပါဖြစ်တယ်အကြောင်းကြောင့်ကျိုးဖြစ်ရတယ်နော်ပရမတ္တဆိုတဲ့နော်ခုနတည်ခြင်းဆိုတဲ့အကြောင်းကြောင့်ပါဖြစ်တယ်ဒိဋ္ဌိဆိုတဲ့အကျိုးတရားဖြစ်ရတယ်တို့တော့အဲ့ဒီဒိဋ္ဌိတရားတိတ်အားကောင်းတယ်နော်ဆန့်ကျင်ပဲနော်ပရမတ္တနဲ့ဆန့်ကျင်ပဲဖြစ်တယ်နော်တိတ်ပြီးလိုက်ပါလေအားကောင်းတယ်တို့တော့ပါလေတူပါပါဖြစ်တယ် ပြန်တော့မတိမ့်ပိုင်နိုင်ဘူး။မတိမ့်ပိုင်နိုင်ဆိုတော့ဒါကအဲနော်တိမ့်နိုင်သွားမလားဆိုတရားခုနပြောတော့ပါလေတရားအထုတ်တဲ့အချိန်မှာနောက်ဆုံးဒါကနော်ခုနဟိုဘက်ကလိမ့်ဆန်ရင်ရုံမှန်ဟိုဘက်ကအကိုတိမ့်ပဲသွားမလားစိုးရိမ်တယ်စိုးရိမ်တယ်လို့ပေါ့နော်ဒါကိုကျွန်တော်ကဗျာပါဒပေါ့နော်ဗျာပါဒပဲစိုးရိမ်ဆိုလို့ဒီခုနတိတ်ထိတိတ်အားကောင်းတဲ့ခါကျတော့ကိုယ်ပဲအတဲတိမ့်ပဲထားကားနော်ကျွန်တော်တို့ကလေအငယ်နဲ့ကြုံတာစိုးရိမ်တော့ပါရှိတယ်ပေါ့နော်အဲ့တော့ဒီအကြောင်းတရားတွေညာနော် ကြောင်းကြောင့်အကျိုးဖြစ်တယ်အကျိုးအကြောင်းကြောင့်အကျိုးနော်အကျိုးဖြစ်တယ်ပရမတ္တအကြောင်းကြောင့်ညာလို့အကျိုးဖြစ်တယ်ဒီအကျိုးကဘာဖြစ်လဲအကြောင်းကိုကျန်တယ်ဘာဖြစ်လဲနော်ပြန်ပြီးမသိမ့်ပြန်ညာဘူးဆိုတော့ကျွန်တော်ရစင်ကျင်နိုင်လို့ရှိရင်တားပါဖြစ်တယ်ခုနတော့ခုကတော့ကရောကြတော့အဲ့တော့ခုနကိုယ့်ရဲ့ပရမတ္တနေရာမှာကိုယ်ပြန်ပြီးပါခဲ့တယ်စင်ကျင်မယ်နေတိုင်းမယ်နမတော်မှာနေမယ်ဒီလိုမျိုးပါနဲ့ဒါကနော်ဘာသာတရားနဲ့ပတ်သက်ပြီးတော့နော်ဟိုဆက်ခုနဟို နောမှာနေတဲ့ဒီလေးပေါ့နော်။မနောဆိုတာကျတော့ပမတ်တာပါပဲနော်။အဲ့ရနေပြီးတော့မှဒီကျွန်တော်တို့ပါလိုက်တယ်။ကုသိုလ်စိတ်ပေါ့နော်။ကုသိုလ်စိတ်ကတည်းကတော့မှကျွန်တော်တို့ပါလိုက်တယ်။ဒီပမတ်တာကိုအောင်ကြည့်တယ်။ပမတ်တာကနေမှတစ်ဆင့်ပါပဲ။သူ့နောက်မှာရှိတယ်နော်။ဘုရားသခင်ကိုကျွန်တော်တို့ပါလောကအောင်ပါလိုက်တယ်။ကျွန်တော်တို့ပါလိုက်တယ်။ဒါနော်။ဟိုကလိုက်ဖို့ဘုရားပါဆိုတော့လက်ဖို့ပေါ့နော်။လက်ဖို့ပေါ့နော်။ကျွန်တော်တို့ပါထောင်းအောင်လုပ်ပါလိုက်တယ်။ကိုရအောင်။ကိုကနေမှကျွန်တော်တို့ပါလိုက်တယ်။လက်ကိုပါလိုက်တယ်။အဲ plan ကြည့်မယ်ပေါ့နော်။ plan မြင်မြင်အောင်ကြည့်မယ်။ခန်းစားမယ်ပေါ့နော်။ဒါနေပါစား။ တာပေါ့နော်အဲ့တော့ပြောကြည့်ရင်ဘာသာတရားတွေကတော့ဒီကေတော့တစ်ခုနဲ့တစ်ခုနော်ပေါင်းကြည့်မယ်ဆိုရင်တော့နော်ပေါင်းဆက်လို့ရပါတယ်နော်ရပါတယ်ရပါတယ်သို့တော်လည်းခုနကဟိုဟိုဗာလေကျွန်တော်တို့ဘုဒ္ဓဒီကေတော့လည်းဘာသာတရားတွေကနော်ကျွန်တော်တို့ကယနေ့ကဘာကြီးပေါ့နော်ကျွန်တော်တို့မငင်းညံ့ရတယ်မငင်းညံ့တရားတည်တယ်လူတွေမှအတိညာတလောက်တိုးတက်လာပြီး ဘာကြီးကအငင်းငင်းနေနော်ဆက်ပွဲတွေနဲ့ပဲဆက်ပြီးအကြည့်ပေးနေတယ်တော့လူတွေဖြတ်စီလို့လည်းကုန်တော့နော်ဒီဟာရဲ့အထူးအကြောင်းရင်းရပါတယ်ဆိုတော့ကျွန်တော်တို့ကပါတယ်လေနော်ဘာသာတရားတွေနော်အကောင်းတရှိတယ်မဖြစ်တဲ့အကြောင်းပေါ့နော်မဖြစ်ရသေးတဲ့မဖြစ်နိုင်သေးတဲ့အကြောင်းပေါ့နော်အဲ့တော့ဘာသာတရားကဘာကြီးမှာဘာသာတရားတွေပေါင်းစည်းသွားမှအတွမှုလည်းဘာသာတရားတစ်ခုတည်းကလည်းဥစ္စာနိုင်မှာညာနေကျွန်တော်တို့ကပါတယ်လေအဲဒီကဘာကြီးကပါတယ်လေအဲနော်ညဉ့်ညံနော်စပွဲတွေနော်ပြေးပြေးချုပ်ရင်းပြေးပြေးပါပဲလေ ရင်းချင်းလာနော်အဲ့တော့ဘာဖြစ်လဲဘာကြောင့်လဲကျွန်တော်ပြောရဲဆိုတော့ဒီလူလောကကြီးဒီလူလောကလူခွဲစီခွဲစီတွေကိုနော်ဟိုစတင်ပြီးတော့နော်ဟိုတိရစ္ဆာန်ဘဝကနေပြီးတိုးတက်လာပြီးစတင်ပြီးပြုစုပြုလောက်ဒီကတော့ဘာဖြစ်လဲဘာသာတရားပေါ့နော်အတိုင်းဆိုင်ဘဝကနေပြီးတော့ကိုယ်ွယ်ရောက်ချင်းပေါ့နော်အဲခုနကနော်ကိုယ်ွယ်ရောက်ချင်းမှာတိလာပြညတ်ချက်တွေတိလာတွေနော်ဒီဟာတွေကနေစင်နော်ဟိုလူတိုင်းနေရာတွေလူငယ်ချင်းတွေဖြစ်လာတယ်နော်ပြီးကျွန်တော်တို့ဘာဖြစ်လဲ เนาะတဖြည်းဖြည်းအဲ့ရနေပြောဖြစ်တယ်တိုးတက်လာရပါတော့เนาะဟိုခုနကဟိုတိုးတက်မှုเนี่ยကျွန်တော်တို့ကပါတယ်လေအဲခုနကเนาะခုနကတိလဓမ္မပေါ့เนาะဓမ္မတိလတွေပညာချက်တွေညာအတူတူเนาะကြားခံပါမလာဘူးဆိုလို့ရှိရင်เนาะဆိုကြပါတော့ပြအရန်တိုးတက်တယ်เนาะတိုးတက်တယ်တိုးတက်မှုမှာကျွန်တော်တို့ကเนาะခုနကဓမ္မတရားပါမလာလို့ရှိရင်တိုးနဲ့တိုးထက်ပေါ့မှာပေါ့ဆိုကြတော့ခု nuclear power တက်တယ်ဒီဒီ နော်ကဘာဖြစ်လဲတဲ့ဒီကဘာကြီးမှာဆောင်းကနော်ဆောင်းကလာပြီးနော်ကျွန်တော်ကနော်သူစိတ်နျူကလီးယားစပွဲဖြစ်ကဘာပြတ်သွားမှာတိလို့သူဆိုမှဖြစ်အောင်ကျွန်တော်တို့နော်ဘာဟတာတာလဲနေပြီးတဲ့ခါကျတော့စင်ကျင်လုံးတရားတာလဲလို့ကျွန်တော်ကပြင်းပြင်းမင်းမင်းမင်းဖြစ်လဲငါငါတင်ငါငါဖြစ်လဲဘာဖြစ်လဲငါဖြစ်လဲမင်းတင်ရမင်းဖြစ်လဲငါတင်ပါမယ်ဟိုအားလုံးတင်ပါပေါ့နော်အားလုံးတင်ပါစင်ကျင်လုံးတရားတာတာလဲဆိုကျွန်တော်တို့ပြောအောင်ပါဘယ်ပြောအောင်ပါအဲ့တော့စင်ကျင်လုံးတရားဘာလဲဆိုတော့ ြောတော့ပါလေခုနဓမ္မကလည်းเนาะစင်ငုံတရားကဓမ္မကလာတာသိစမှာစင်ငုံတရားမှမရှိတာเนาะစင်ငုံတရားကဓမ္မကလာတာเนาะခုနဒီเนาะတမန်တော်ထိသွားတဲ့တိလာပညာချက်တွေเนาะဒီကလာတာလူပဲစီရတယ်ပါပဲလေခုနဒီဒီလူပဲစီဖြစ်လာတာကဘာပါပဲလေခုနဥပဒေပေါ့ဥပဒေပေါ့เนาะဥပဒေမှာရှင်းကြည်တိုးတက်လာတာเนาะသိစမှာလည်းရှင်းတိုးတက်လာတာအဟမ်မူရာရီဒီကိုဒါဥပဒေတော့ပါလို့ပေါ့ဥပဒေတော့ပါเนาะအဲဒီလိုဟာမျိုးတွေကနေစပြီးတော့ ကျွန်တော်တို့ကပဲလူခွဲစီကကျွန်တော်တို့ကပဲတိုးတက်လာတာเนาะအဲ့တော့ခုနဥပဒေရဲ့ကဘယ်ရလာတာလဲလို့မြည်လို့ရှိရင်သူဥပဒေရတကယ်တော့သူခတာမချူးကြောက်မတက်ဖြစ်အောင်ဒါပဲပေါ့နော်အဲ့ဘယ်ရလာလဲဆိုတော့ကျွန်တော်တို့တိလာတာเนาะတိလာတိလာပြင်ရချက်တွေရတယ်ပြန်လာတာပေါ့နော်အဲ့တော့ကျွန်တော်တို့ကဘာဖြစ်လဲဆိုတော့ဟိုเนาะဟိုပြန်နေလူခွဲစီကိုလူခွဲပေါ်ပွန်းလာပေါ်ထွန်းလာတယ်ကဘာမှာပေါ်ထွန်းလာတယ်လူခွဲစီတွေတွေကိုเนาะ လူဖွဲ့စည်းပြအောင်နော်မတိုင်းပြူပြည်ပြူလို့ပေါ့ဗျာလူလူလူဖွဲ့စည်းမှုကိုပြုခဲ့တဲ့အခြေခံအကြောင်းလေးအားဓမ္မပဲကိုယ့်ရဲ့အောင်ကြည့်ဖို့ပဲခုနတိလပဲနော်အဲ့တော့ကဘာယူလေဒီလိုပဲကျွန်တော်တို့ကပဲလေပေါင်းစည်းငင်းငင်းတဲ့ကဘာယူပေါင်းစည်းပူပါပဲလေကျွန်တော်တို့ကပါမယ်ဓမ္မပေါ့နော်ဓမ္မဒါဒါဒါလူပတ်တာပေါ့နော်နောက်တစ်ခါခုနလူတွေရဲ့ယုံကြည်မှုပေါ့နော်လူတွေကဟိုယုံကြည်မှတမလို့တိမှယုံကြည်မှနော်ကျွန်တော်တို့ကပဲလေမျက်မှောက်ကြောက်ကမှာ နော်ကောင်းကောင်းနေမယ်နော်ဒီမှာတီလာတွေစတင်မယ်ကောင်းကောင်းနေတယ်ဒီလိုမျိုးရှိတာပေါ့နော်အဲ့တော့တမလုံးတီးဖို့ဆိုတာမြင်ဖို့ဆိုတာသူအတိနဲ့ဖြစ်နိုင်မလားဆိုတော့နော်ခုနကတက်တယ်ဟိုခုနကျင်းပြောတယ်လောကမှာသူဆိုတာဆက်ကြပါလိမ့်မှာသူတို့လေးကိုမိမိမုံလေးကဘယ်လိုလုပ်ဘယ်လောက်ချီးကျတဲ့ဟာလေးကျွန်တော်တို့နော်ဆက်ကြပါလိမ့်ဒီကြောင့်ပူကြည့်တာကျွန်တော်တို့နားလည်နိုင်ပါလေပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ ခုနဗုဒ္ဓဘာသာမှာကျတော့ဗုဒ္ဓဘာသာပေါ့နော်ဗုဒ္ဓဘာသာမှာအနိဗ္ဗာန်ကိုကိုယ်တိုင်ခံစားကြည့်တယ်နော်ကိုယ်တိုင်ခံစားကြည့်မှသာလည်းမှတ်မိလေတမလို့နားလေဒီသဘောပေါ့နော်အဲဒီသဘောမျိုးကလည်းကျွန်တော်တို့ကပါတယ်ဒီဘာသာတရားတွေမှာနော်ကိုယ်တိုင်ခံစားဖို့အတွက်ပေါ့နော်ကိုယ်တိုင်ခံစားအဲနိုင်တဲ့ဒီထားမျိုးဖြစ်အောင်ကျွန်တော်တို့ကပါတယ်အဲနော်ဆွေးနွေးပေါ့နော်ဒီဟိုအတိတ်ကနေတော့ကျွန်တော်တို့ကပေါ်သွားပြီဆိုတော့နော်မျက်မှောက်တွေကဟိုဟိုတိုးတင်းဖြစ်အောင်ပေါ့နော် မျက်မှောက်ရောဂါနဲ့နော်ကျွန်တော်တို့ပါတယ်ကန့်ညီအောင်ပေါ့နော်အဲအကြောင်းကျိုးနော်ကန့်ညီအောင်လို့ကျွန်တော်တို့ကလည်းစင်ကျင်ကြည့်ချင်းပြင်တာကျွန်တော်တို့ကမတိတ်ပြန်ပညာဆိုတိတ်ပြန်ချင်းပညာနဲ့ကန့်ညီပြီးဒေါက်တာမနော်ရှိသလားမရှိဘူးလားရှင်ငါတို့ဘုရားသခင်ရှိတာမရှိဘူးလားတထာမျိုးတွေပေါ့နော်ဒါမျိုးလုပ်ရမှာပေါ့နော်နောက်တစ်ခုကတော့ခုနကဘာသာတရားတွေမှာအဓိကကွဲလဲချက်ကတော့ဘုရားသခင်ရှိခြင်းနဲ့မရှိခြင်းပေါ့နော်ဒီလိုပေါ့နော်အဲ့တော့အဲ့တော့ခုနက အဲ့ဟာလည်းကျွန်တော်တို့ကအဓိကတော့ဒီကဗုဒ္ဓဘာသာနဲ့ဂျန်တဲ့ဘာသာတွေနှစ်မျိုးပဲရှိတာပေါ့နော်အဲ့ဒါနဲ့ပတ်သက်လို့ကလည်းကျွန်တော်တို့ကဗုဒ္ဓဘာသာမှာပတ်ခုနကျွန်တော်တို့ဗုဒ္ဓကတမန်တော်စာရီကိုတဏှာဘေကစမရှိမတိတာကစာတယ်နော်မတိစာအဝိစာဝိစာစာပေါ့နော်သို့တော့ဟိုခုနနော်လူတန်းကတော့ဝိစာစာအမိအမိအမိကန်ဘိုက်တန်းကနေချွတ်လာလို့ရှိမှလူတန်းကအဝိစာနဲ့နော်ပေါ်အောင်စာတယ်ဒီလိုပဲတဏှာရရဲ့ပါတယ်မတိတာနဲ့ကျွန်တော်စာတယ်ဆိုတာကျွန်တော်ကလက်ခံပါ เนาะလက်ခံပါမယ်အဲတန်ရပဲစသမတိတာလားเนาะအတိချင်းမှာကျွန်တော်တို့တန်ရလွှမ်းမြောက်သွားတယ်ပေါ့เนาะဒီလိုပေါ့เนาะသို့တော့ကျွန်တော်တို့ကနောက်ဆုံးဗုဒ္ဓတော်မှာမတိချင်းရမယ်စပါမယ်သူဒီနုစင်မှာမတိချင်းရစပါမယ်เนาะသို့တော်လည်းဖះပြင်လာတဲ့အချိန်မှာတော့မတိမတိဒါကစဆိုတာလူတွေအတွက်ပဲလေဖះအတွက်ကမဟုတ်ဘူးပေါ့เนาะအဲ့တော့မဟုတ်ဘူးဆိုတဲ့အတွက်ကြောင့်ဘုရားကတော့အဖြစ်အဲ့အတွက်အဖြစ်ရှိရမှာပေါ့နော်ဘုရားလာတယ်ဆိုတော့အဖြစ်ရှိရမှာပေါ့နော်တန်ခါးဘုရားလာတယ်ဒါမှကျွန်တော်တို့ကဘုရားရဲ့အဖြစ်အဲ့တော့ဘုရားကျွန်တော်ထင်ပါတယ်မပြောတာ တို့တင်ရရှုလို့တို့ပြောကြတယ်ပေါ့နော်တဏှာပေကားဆောင်လဲဆိုတာမပြောတာအဲဖြစ်ပါလိမ့်မယ်ပေါ့နော်တရားအလုံးကဘုရားသခင်စီရစားတယ်နော်ခုနကောင်းတာလုပ်တဲ့လူတွေရပါလေဘုရားသခင်ကိုပြန်ပြီးမျက်မှောက်ပြုနေနော်ကျွန်တော်တို့ကဒီလောကကြီးမှာမကောင်းတာလုပ်တဲ့လူတွေကလည်းသူကဒီမျှနေပဲကျွန်တော်တို့ကတည်းကချုပ်တဲ့တဘွားစားပေါ့ဒီချုပ်ရင်းပြီးဆိုတော့မယ်နော်ကျွန်တော်ဒီလိုပဲနော်ပြောချင်ပါတယ်